ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Lisbon မှာတ냐စာအုပ်ဖတ်ခြင်းအစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီ episode မှာနောက်တစ်ပိုက်ကိုဆက်ပြီးတော့မှဖတ်ပြပေးပါမယ် Helen ဟာ hotel ကိုကျွန်တော်နဲ့အတူလိုက်လာတယ်သူဟာကျွန်တော်အရှင်နေနဲ့ချက်ချင်းဆင်ပြေအောင်နေသွားတာအော်အော်ဆရာပဲ hotel ဝင်ခမကြီးတဲ့အထိ Helen လိုက်ခဲ့မယ်ယောက်ျားတစ်ယောက်တည်းဆိုရင် ဘေးသူတွေကတန်တရားဝင်ရင်ဝင်တတ်တယ်လို့သူကပြောတယ်။မင်းတက်တာတိတ်ကိုမြင်တာပဲ။သူကကောင်းရင်နဲ့ဟယ်လင်တက်ထတာကြာလာပြီ။အမျိုးသားရေးစိတ်တဲ့ပြန်လဲနိုးကြွာလာခြင်းဆိုတဲ့လှုပ်ရှားမှုအပြီးလူတွေရဲ့ရှင်းရှင်းမေုံတင်ကဖြစ်ကြဒုက္ခပေးကြတဲ့အချိန်ကလေးကဟယ်လင်လေ့လာခဲ့တာ။နောက်ဆုံးမှာသူတို့ရဲ့ရုံမှမှုတွေနဲ့ရိုင်းစမ်းရက်စက်မှုတွေကိုအကောင်းဖြစ်အောင်စကလုံးအကြီးကြီးတွေတုံးပြီးလူတွေကိုပတ်တီးရိုက်ချိန်ကလေးက ပို့ပြီးစနစ်တကျလေ့လာထားတော့တက်လာတာပေါ့လို့ပြောတယ်။ဟိုတယ်စရေးကကျွန်တော်ကိုအခန်းတော်လှမ်းပေးတယ်။ကျွန်တော်ကယူပြီးအပေါ်ထက်ကျွန်တော်အခန်းကိုတက်လာခဲ့တယ်။ဟယ်လင်ကတော့အဝင်ခန်းမကြီးထဲမှာထိုင်နေခဲ့တယ်။ကျွန်တော်လက်ဆွဲတက်တာကအခန်းဝင်တကားဘေးကစင်ပေါ်မှာတင်ထားတာ။ကျွန်တော်အခန်းထဲကိုလှည့်ပတ်ပြီးကြည့်တယ်။ကျွန်တော်ဒီအခန်းထဲကိုဘယ်ပုံပဲနည်းနဲ့ရောက်လာတာလဲ။ကျွန်တော်ပြန်စဉ်းစားတယ်။အလုံးဝတို့ပါပဲ။ ကျွန်တော်အရှင်တွေကမြေကမ်းဆက်မှာပုံနေပြီးမြင်းရဲ့တပတ်ကန်းကိုကူကိုစိတ်မောနေရတဲ့အဆင်မှမဟုတ်တော့ဘူးကျွန်တော်ဖောင်ပေါ်ရောက်နေပြီရောက်လာတာကလည်းအရင်ကလိုတယောက်တည်းမဟုတ်တော့ဘူးကျွန်တော်လက်ထဲကတစ်တံကိုပြန်ချပြီးအခန်းဘက်ပြန်လာခဲ့တယ်မင်းအချိန်ရသေးလားဟဲလင်းလို့ကျွန်တော်ကမေးတယ်မော်တော်ကားကိုဒီညအရောက်ပြန်ပို့ပေးရမယ်ကျွန်တော်ကသူ့ကိုအကဲခတ်တယ်သူ့ကိုအနားမှာပဲရှိစေခြင်းနဲ့စိတ်က ပြင်းထန်နေလို့ဘာပြောရမှန်းမသိဖြစ်နေတယ်။အဲကန်းထဲကကလထိုင်တွေကိုကြည့်ပြီးကျွန်တော်တွေ့ဝေဝေဖြစ်နေတယ်။အဲ့ကျူစပွဲကိုလည်းတစ်ချက်လှမ်းပြီးကြည့်လိုက်ပြီလေ။ဟဲလင်းကိုအခန်းထဲခေါ်သွားလို့ကတော့မဖြစ်နိုင်ဘူး။မောင်တို့ညစာအတူတူစားလို့တော့ရတယ်လို့ကျွန်တော်ကပြောတယ်။မောင်တို့နှစ်ယောက်မနေ့ပြန်ထက်ချင်းထားတဲ့ပုံစံမျိုးဝင်အောင်တော့ဟန်ဆောင်ကြအောင်မှဖြစ်မယ်။မနေ့ပြန်မဟုတ်ဘူးတပတ်ခါတပတ်ခါလေး အကြောင်းတို့တစ်ခုခုရှိနေလို့ထင်ပါရဲ့။ဘာပဲဖြစ်ဖြစ်ပေါ့လေတပတ်ခါဆိုတဲ့စကားဟာအလွန်မရေမရနိုင်တဲ့ကိစ္စပါ။တပတ်ခါပေါင်းအမြောက်အများနဲ့လည်းကြုံခဲ့ရဖို့တည်းအများအဖြစ်တပတ်ခါဆိုတဲ့နေ့တွေမှာကျွန်တော်မျောလင့်လို့ဖြစ်မလာတာကများတယ်။ထားမှာတော့တပတ်ခါလို့ကျွန်တော်ကပြောတယ်။တပတ်ခါမဖြစ်တော့လဲဖိနှဲမှာပေါ့။ရာသီဥတုပေါ်မူတည်နေတာပဲ။အခုလုံတော့စေတော့မစင်စားသေးတာကောင်းပါတယ်။ဟဲ့နေနေဘာမှတွေးလို့မရသေးပါဘူးတဲ့။ ကျွန်တော်တို့ကဒေါကလာစားတော့ဆိုင်ကိုသွားတယ်။တာမန်အစားတောက်တွေရတဲ့ဆိုင်ပေါ့။ကျွန်တော်တို့နှစ်ကိုကြားဆွေးနွေးနိုင်တဲ့ဇပွဲတစ်လုံးရတယ်။ကျွန်တော်ကဝိုင်းတစ်လုံးမှာလိုက်တယ်။နှစ်ယောက်သားဝိုင်းတောင်ရင်အစီအစဉ်ကိုချကြတယ်။ဟယ်လင်ကနောက်နေ့မှဇူရစ်ကိုသွားမယ်။ပိုကနေပြီးကျွန်တော်ကိုစောင်းကျွန်တော်ကဆွစ်ဇာလန်ကိုပြန်ပြန်ရင်လဲလာလန်အတိုင်းပြန်မယ်။ဩစတြီးယားကိုအရင်သွား ဗိုင်းမြစ်ကိုဖြတ်ဇူးရီရောက်တော့ဖန်လင်းစီကိုပုံဆက်ရမယ်တကယ်လို့မောင်ဇူးရီကိုရောက်မလာရင်မလုပ်ရမလဲလို့ခင်လင်းကမေးတယ်ဆူဇာနန်ထောင်ထဲမှာစာရေးခွင့်ပေးတယ်မင်းဒီကနေပြီးတပတ်တတိတော်ဆောင်မောင်စီကဘာတဲ့င်းမှမရရင်ဂျာမနီကို ပြန်ပေါ်ဟယ်လင်ကကျွန်တော်ပြောတာသဘောပေါက်တယ်။ဂျာမနီထောင်တွေမှာကတော့လုံးဝစာရေးခွင့်မရဘူး။နေသားမှာအဆောင်တွေတိတ်ချထားသလားလို့ဟယ်လင်ကမေးတယ် မချပါဘူးအဲ့ဒီအတွက်ကတော့မပူနဲ့တိတ်ပြီးတင်းတင်းကြပ်ကြပ်ဆိုရင်မောင်ဘယ်လွတ်လာမှာလဲမောင်တတိထားပြီးလုပ်ဖို့လို့ဟယ်လင်ကပြောတယ်ဟယ်လင်ကတော့စောင့်ပါပဲတပတ်အတွင်းထိဆောင်မယ်တတိကတော့ထားမှာပေါ့ကင်းလေမောင်တို့ဒီကိစ္စကိုဖြတ်လိုက်ကြရအောင်တတိထားဖို့ဆိုတာကစကားများများပြောနေလို့ဖြစ်တာမျိုးမဟုတ်ဘူးဟယ်လင်ကသူ့လက်တစ်ဖက်နဲ့ကျွန်းလက်ကိုအုပ်ကင်ထားတယ်မောင်ဟယ်လင်စီပြန်လာတယ်ဆိုတဲ့အတိကား ခုမှဝင်လာတယ်။ဒီအတီလဲဝင်လာရောမောင်းပြတ်ထသွားရမယ့်အချိန်လဲကြာလာရော။မောင်းလဲမင်းလိုပဲခံစားရတယ်လို့ကျွန်တော်ကပြန်ပြောတယ်။နှစ်ယောက်လုံးညီစိတ်နေကြတယ်။တော်တော်ကလေးကြတော့ကျွန်တော်ကပဲမင်းပြန်ဖို့အချိန်တန်ပြီလို့သူ့ကိုသတိပေးရတယ်။ကားကိုလည်းသတိထားပြီးမောင်းပါ။တိတ်မြင်မြန်ကြီးမမောင်းနဲ့။ကျွန်တော်တို့လေတူးတက်နေတဲ့လမ်းမပေါ်မှာရပ်နေကြတယ်။မောင်ဆဆရရသတိထားလို့ပါလို့ဟဲလင်ကတူတူပြောတယ်။ မောင်ကပို့ပြီးတတိရှိဖို့လိုတယ်ခန်းထဲမှာကျွန်တော်ခဏထိုင်နေကြာလာတော့လေထိုင်လို့မရတော့ဘူးပြင်းလာတယ်ကျွန်တော်ဘူတာကိုသွားပြီးမြို့နစ်ကိုသွားဖို့လက်မှတ်ဝယ်လိုက်တယ်ယထာအချိန်ကိုလည်းစုံစမ်းတယ်ဒီညတော့ယထာကတစည်းပဲရှိတယ်မတက်နိုင်ဘူးအဲ့ဒီယထာနဲ့ပဲလိုက်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်တမျိုးလုံးတိတ်ဆိတ်နေတယ်ကျွန်တော်ဖျားရှင်ကိုအကြောင်းကြီးကဖြတ်လာပြီးတနေရာမှာခဏရပ်နေတယ် မောင်ရည်ထဲမှာရှိနေတဲ့အဆောက်အအုံတွေကိုမျှော်ကြည့်နေမိတယ်။ဟဲနဲ့အကြောင်းကောင်းနေဝင်လာတယ်။သူ့ကိုခေါ်သွားလို့ဖြစ်ပါမလား။လမ်းမှာတကူးကူးဖြစ်သွားရင်မခတ်ပေဘူးလား။ကျွန်တော်ရင်ထဲမှာဘဝင်မကျဖြစ်နေတယ်။ဟိုတယ်နားရောက်တော့စကားပြောတဲ့တွေနဲ့ရှေးတန်တွေကြားနေရတယ်။အိမ်တအိမ်ရဲ့တကားပုတ်က SS plate နှစ်ယောက်ထွက်လာတယ်။သူတို့ရှိကလူတယောက်ကိုတွန်းထိုးပြီးခေါ်လာနေကြတာ။ လမ်းမီးတိုင်အောင်ရောက်တော့အဖမ်းခံလာရတဲ့သူရဲ့မျက်နှာကိုကျွန်တော်မြင်ရတယ်။မျက်နှာကဖြူရရောသူ့ပစက်တောင်ကတွေးစရစီကြနေတယ်။ဒီလူထိတ်ကတော်တော်ပြောင်းလာပဲ။သူ့ကောင်းရဲ့ဘေးတဝိုက်မှာသာစပယ်မဲမဲကိုမြင်ရတယ်။သူ့မျက်လုံးအစုံဟာပြူနေတယ်။ဒီလောက်ကြောက်ရွံ့နေတဲ့မျက်လုံးအစုံဟာပြူနေတယ်။ဒီလောက်ကြောက်ရွံ့နေတဲ့မျက်နှာမျိုးကိုကျွန်တော်မမြင်ရမတွေ့ရတာအကြပါ။သူ့စီကအတန်တစ်ချက်ထွက်မလာဘူး။ SS တွေကတော့စိတ်မရှိတဲ့မျက်နှာသားတွေနဲ့ဖမ်းလာတဲ့လူကိုတွန်းလိုက်ထိုးလိုက်လှုပ်လာနေကြတယ်။ကျွန်တော်နားကဖြတ်သွားမှ SS နှကောင်ကကျွန်တော်ကိုလမ်းကြည့်ရယ်။စိုးလိုက်တဲ့မျက်နှာသားတွေအာနာရင်မှုပြီးထင်ရမြင်ရလုပ်နေတဲ့လူတွေဆိုတော့သူတို့မျက်နှာတွေကဘယ်သူ့ကိုပဲကြည့်ကြည့်ရှင်းရှင်းမှုအပြည့်ပဲ။သူတို့ဖမ်းလာတဲ့လူကလည်းကျွန်တော်ကိုတစ်ချက်လမ်းကြည့်တယ်။သူ့မျက်နှာကတော့တနာစရာပါ။ကျွန်တော်ကိုတက်နိုင်ရင်ကူညီပါဗျာလို့ အတနာခံနေတဲ့မျက်နှာသာပဲလူလောကမှာအာနာရှယ်စနစ်ကြီးစိုးလာတဲ့အခါမြင်တွေ့ရတဲ့အနေထိုင်ကိုမြင်ဝဲပေါ်အာနာရဲ့လက်ပါစီတွေသူတို့ရဲ့အငြင်းမနှိမ့်ဆက်ကိုခံနေရတဲ့သားကောင်တွေဘေးကမြင်နေရတဲ့လူတွေအမှန်တော့ရင်ထုမနာဖြစ်စရာကောင်းတဲ့မြင်ဝင်တွေပါဘေးကကြည့်နေရတဲ့လူတွေနေနေကနှိမ့်ဆက်ခံနေရတဲ့သူကိုလွတ်မြောက်အောင်မကူညီနိုင်ဘူးလွတ်မြောက်အောင်ဝင်ပြီးကူညီဖို့နေနေတဲ့သားအတန်အောင်မထွက်ရတဲ့ဘဝ ဘာကြောင့်လဲဆိုတော့ရှင်းပါတယ်။သူတို့ကိုယ်တိုင်ဘဝကမှမလုံခြုံပဲ။သူတို့ကိုယ်တိုင်ကလည်းအချိန်မီဒုက္ခပေးခံရမှာကိုထိတ်လန့်ကြောက်ရွံ့နေရတဲ့ဘဝမဟုတ်လား။တကယ်တော့လူတိုင်းဟာအနေနဲ့စကွင်းနဲ့ရောက်နေရရတာမဟုတ်လား။ဖမ်းလာတဲ့လူအတွက်ကျွန်တော်ဘာမှမကူညီဘူးဆိုတာကျွန်တော်သိရဲ့။စစ်ပလိနှစ်ကောင်မှလက်နက်ကိုစင်နေဆိုတော့ကျွန်တော်ဘာလုပ်လို့ရမှာလဲ။ကျွန်တော်ကိုလူတယောက်ပြောမှုတဲ့အဖြစ်တစ်ခုကိုပြေးပြီးတရားလိုက်မိတယ်။ SS ကောင်က ဂျူးတယောက်ကိုဖမ်းလာပြီးအစမတန်ရိုက်နေတယ်။သူကဂျူးဘက်ကဝင်ကူတယ်။သူ့လက်သေးချက်ကြောင့် SS ကောင်မိတယ်သွားတော့ဂျူးကဝင်ကူတဲ့လူကိုကျေးဇူးမတင်တဲ့အပြင်ဆဲတယ်။သူ့အဖို့ဝါပြက်နေတဲ့လူဆိုတော့လွတ်လန်းကလုံးဝမရှိဘူးလို့ပြောတယ်။ပြီးတော့အခုလိုဘေးလူဝင်ကူတဲ့အမှုကလည်းသူ့အပေါ်မှာသာအပြစ်တစ်ခုထက်တော်မှာလို့ပြောတယ်။သူ့အဖြစ်ကိုငိုယူပြီးပြောပြနေတဲ့ဂျူးဟာ ရေပြေးခတ်ပြီး SS ကိုတတိယနာအောင်လောင်းပေးတယ်။ဒါမှလည်း SS ကသူ့ကိုတည်တွင်ပို့နိုင်မယ်မဟုတ်လား။ဒီအကြောင်းကျွန်တော်ကောင်းနေဝင်လာတော့စိတ်ထဲမှာတမျိုးခံစားရတယ်။ဒါပေမဲ့လည်းဆက်စင်းတဲ့ကြောက်စိတ်ကတော့ကျွန်တော်ကိုပြီးစီးနေတော့မယ်။ကျွန်တော်နဲ့ဘဝတူတူတွေအငင်းပန်းနှိစက်ခံရပြီးအသက်ဖြတ်ခံနေရချိန်မှာကိုယ့်အတွက်ကိုယ်သာကြည့်ပြီးလွတ်ရလွတ်ကြောင်းရှောင်နေခြင်းဟာဒူးစရိုက်မှုတစ်ခုပါပဲလားဆိုတဲ့ခံစားမှုကကျွန်တော်စိတ်ကိုရှောင်လန့်နေတော့မယ်။ ျွန်တော်ဟိုတယ်ကိုပြန်လာပြီးပစ္စည်းတွေသိတယ်။ကားတစ်စီးငှပြီးဘူတာဘတ်ထွက်လာခဲ့တယ်။စောတော့စောသေးတယ်။ဒါပေမဲ့ဟိုတယ်မှာဆက်ပြီးမနေကျွန်တော်ဘူး။အမှန်တော့ဟိုတယ်ကအခန်းထဲမှာပုံနေရတာထက်အခန်းတော်နေရာမျိုးမှာထိုင်ပြီးစောင့်နေရတာကပိုပြီးပြင်းနေများတယ်။ဒါပေမဲ့လည်းကျွန်တော်အနေနဲ့ကအခန်းထဲမှာနေရင်စိတ်မှမရှိတော့ပဲကို။တကယ်ကိုကလေးကလားဆက်နေရလို့ပဲ။ ပေမဲ့ဒီစွန်းစားမှုလေးကြောင့်ကျွန်တော်ကိုကျွန်တော်ပြန်ပြီးလေးစားတဲ့စိတ်ကလေးတော့နည်းနည်းပါးပါးပြန်ရလာတယ်ဒီ episode ကိုဒီမှာရလိုက်ပါမယ်နောက်တစ်ပိုက်ကိုနောက် episode မှာကျွန်တော်ထပ်ပြီးတော့မှဖတ်ပြပေးပါမယ်ခင်ဗျာ